ျွန်တော်တို့နောက်ပွဲမှာနောက်ပွဲမှာဒါ6တုံညာ3ဖမ်းထားတာပေါ့နော်6တုံညာ3ဖမ်းထားတာ6တုံညာ3ဖမ်းထားတာဆိုတော့သူသူ့ပွဲကိုမရောက်ခင်ပေါ့နော်သူ့ပွဲကိုမရောက်ခင်သူ့ပွဲမှာတပွဲကစားဒီစနစ်နဲ့ပဲနော်ဒီစနစ်နဲ့ပဲသူ့ပွဲမှာပြန်ကြပြန်ကြကစားစရာရှိရပေါ့နော်ခွန်လေးမင်္ဂလာပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ကဒီပွဲမှာနော်ကျွန်တော်ဒီပွဲမှာဒီပြန်ကြကနန်းနဲ့ကကျွန်တော်တို့ကအရန်လောက်ရမယ်ဆိုရင်နောက်ပွဲကျရင်ကျွန်တော်တို့ကဖီအားမရှိပဲနဲ့ ဒီကောင်အော်လို့ရပြီပေါ့နော်နှုတ်လဲပဲမင်္ဂလာပါနော်စောစောမင်္ဂလာပါပဲနော်တတိစနစ်ကပဲကျွန်တော်ပြန်ထုတ်ပေးရပြန်နော်ဒီဘွဲအတွက်ပေါ့နော်ဆိုတော့ဒီကောင်ကတဘာဝကြနေတာဘာဝကြနေဆိုတော့ဒီပြန်ကြတွေကစားခဲ့တာပေါ့နော်တော့ဒီပြန်ကြကနန်းထောက်တယ်နော်ပြန်ကြကနန်းထောက်တယ်ထောက်တဲ့အပေါ်ကနေမှလဲသူကထွက်တဲ့ကနန်းလဲကွန်ပရိတ်ဘာလို့ကျွန်တော်ကွန်ပရိတ်ထောက်ကွန်ပရိတ်ရဲ့ရင်ထဲကနန်းလိုက်ပို့ထားလို့ပေါ့နော်ဒီ6ခုနဲ့ကသူကပြန်ကြပေါ့နော်အဲပြန်ကြရဲ့ပုံကနေမှာ complete ထွက်ထွက်ရင်အဲ complete ကလည်းပြန်ကြ ဘယ်လိုနေရာပြန်ကြလဲသူ့ဘာဝနှစ်ပြိတ်ရဲ့ပုံကားနှစ်မှာပဲပြန်ကြတယ်နော်အဲ့လိုပြန်ကြတဲ့ပြန်နှစ်ပြိတ်ထောက်ပြီးပြန်ကြလို့သူကအဲ့ဒီထဲမှာသူကနှစ်ပြိတ်တစ်ကြိမ်နှစ်ပြိတ်နှစ်ကြိမ်နှစ်ပြိတ်သုံးကြိမ်ပြည့်တဲ့အောက်မှာလဲသူကပြန်ကြတယ်ဗောနော်ပြန်ကြတယ်ဒါပြန်ကြနေပတ်သက်ပြီးတော်တော်လှုပ်လှုပ်တယ်လို့ပြောလို့ရတယ်ဗောနော်အဲခင်းစောမင်္ဂလာဗောနော်မျိုးလူမင်္ဂလာဗောဒီမှာလဲသူကကွန်ပြူတာထောက်ပြီးတော့၃နှစ်ခွန်၅နှစ်မြောက်လိုက်ပို့ဗောနော်လိုက်ပို့ပြီးဒီလိုက်ပို့တဲ့ကနေနောက်နှစ်မှာသူကတခုသောကနေပြန်ကြဗော၈၄၀ပြန်ကြ ပြန်ကြရပုံကနေမှာ complete ဆက်ထွက်ဆက်ထွက်ရင် complete ပြန်ကြအဲ့ complete ကလည်းသူ့ပါပါနှစ်ပရိတ်ရဲ့ပုံကနေမှာပဲပြန်ကြရပေါ့နော်ပြန်ကြလေးထောက်ပြီးထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍကစားတယ်အဲ့ပြန်ကြကဏ္ဍကစားတဲ့ကဏ္ဍကလည်းသူကနှစ်ပရိတ်ထောက်ပြီးမှကစားရတယ်နော်ပါပါနှစ်ပရိတ်ခံပြီးကစားတော့အဲ့ဒီထဲမှာသူကနှစ်ပရိတ်တစ်ချိန်နှစ်ပရိတ်နှစ်ချိန်နှစ်ပရိတ်သုံးချိန်ပြည့်တဲ့အောက်မှာလည်းပြန်ကြကဏ္ဍကစားခဲ့တယ်ပေါ့နော်ပြန်ကြကဏ္ဍကစားခဲ့စောစောလက်မြင်လာပါနော်ဒီမှာကျွန်တော်တို့ကွန်ပရိတ်ရဲ့ရင်ဆိုင်3.8 3.8ကငါးနှစ်မြောက်လိုက်ပို့လိုက်ပို့ပြီးအဲ့ကဏ္ဍရဲ့နောက်နှစ်မှာသူက တခုတော့ပြန်ကြကနန်းပေါ့နော်ပြန်ကြကနန်းအဲ့ပြန်ကနန်းရဲ့ပုံ၅နှစ်မှာ complete စထွက်ရင်အဲ့ complete ကပြန်ကြသူ့ပါပါနှစ်ပြိတ်ရဲ့ပုံ၅နှစ်မှာပဲပြန်ကြရတယ်နော်နှစ်ပြိတ်ထောက်ပြီးပြန်ကြရမှာမို့လို့သူကအဲ့နှစ်ထဲမှာနှစ်ပြိတ်ဒီတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပြည့်တဲ့အောက်မှာလဲသူကပြန်ကြရပေါ့နော်ရောခင်မင်္ဂလာပါနော်ရာသမင်္ဂလာပါအခု၄ကိတ်မှာလဲသူကဒီကွန်ပျူတာရဲ့ရင်ဆိုင်၅နှစ်၆နှစ်မြောက်လိုက်ပို့ဘူးနော်လိုက်ပို့ပြီးအဲ့ဒီကနေ့နောက်နှစ်မှာတခုစောကနေ့ပြန်ကြရဲ့ပုံ၅နှစ်မှာကွန်ပျူတာစထွက်ရင် အဲ့ company ကပြန်ကြအတူပါပါနှစ်ပြိရဲ့၆ပြီအပေါ်ကနှစ်မှာပြန်ကြတာပေါ့နော်နှစ်ပြိထောက်ပြီးပြန်ကြတာမို့အဲ့ဒီထဲမှာနှစ်ပြိဒီတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပြည့်တဲ့အောက်မှာလည်းပြန်ကြကနန်းဆော့ရတာနော်စပယ်ပြုမင်္ဂလာပါနော်ဟုတ်ပြီဒါလည်းကျွန်တော်ကနောက်ပွဲမှာတကယ်လို့ကျွန်တော်တို့ကအိုးမယ်ဆိုရင်ဒီပွဲမှာအရန်လေးဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကန်ကောင်းပြီးတော့ပေါက်ခဲ့မယ်ဆိုရင်နောက်ပွဲအတွက်ကျွန်တော်တို့ကဖီအားမရှိဘဲနဲ့ထိုးလို့ရတာပေါ့နော်ပေါက်တဲ့ထဲကပဲပြန်ထိုးလို့ရတာပေါ့နိုင်ကျော်မင်္ဂလာပါနော် အခုကျွန်တော် ပြောချင်တဲ့အသေးကပါလဲဆိုတော့ဒီပညာကနန်းထောက်တယ်နော်ပညာကနန်းထောက်တယ်သူ့ပုံကနေမှထွက်တဲ့ကနန်းကလည်းသူကအထောက်တိကျနေလာတယ်ပြီးရင်လည်းသူကပြန်ကြတယ်နော်အဲပြန်ကြတော့လေသူ့ပါကသူကနှစ်ပရိတ်ရဲ့ပုံကနေမှပဲပြန်ကြတယ်နော်အဲနှစ်ပရိတ်ထောက်ပြီးပြန်ကြတော့အဲ့ဒီထဲမှာနှစ်ပရိတ်သုံးကပြည့်တဲ့အောက်မှာလည်းပြန်ကြတယ်နော်ဒါပြန်ကြနေပတ်သက်ပြီးတော်တော်ဒီစနစ်ကအလုံးလုံးတယ်လို့ဒါကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့နော်အဲ့ဒါမှသူကဘာပြောချင်တာလဲဆိုတော့အဲ့ဒီပညာကနန်းထောက်တဲ့နှစ်ထင်းမှာနော် ီပညာကနန်းထောက်တဲ့နေ့ထဲမှာသူကအဲ့တခုသောကနန်းပြန်ကြောက်ဗောနော်အဲ့ဒီပညာကနန်းထောက်တဲ့နေ့ထဲမှာသူကဒီတခုသောကနန်းပြန်ကြာ၄၃တက်ဒီပြန်ကြာဗောနော်၄၃တက်ကဒီမှာသူကပြန်ကြာအညာသားလေးမင်္ဂလာဗောနော်မိုဘိုင်းပြလက်မင်္ဂလာပါကိုကျော်မင်္ဂလာဗောနော်အဲ့ဒီတခုသောကနန်းပြန်ကြာရင်သူကညီဆောင်တပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ၆ပွဲဆင်းလိုက်ရင်လေသူကတက်တုံညာ၆ကလည်းသူကပြန်ကြာကနန်းမင်းနော်ဒီမှာကျွန်တော်ပညာကနန်းထောက်တယ်ပုံငါးနှစ်မှာကွန်ပလိတ်စာထွက်တယ်ကွန်ပလိတ်ကပြန်ကြတယ်သူ့ဘာဝနှစ်ပလိတ်ထောက်ပြန်ကြတယ် ဲ့လိုပြန်ကြတော့နှစ်ပြိတ်သုံးချက်ပြီးတော့မှလည်းပြန်ကြတယ်နော်အဲ့လိုပြန်ကြရေလုံးလုံးခဲလို့ကျွန်တော်တို့ကဒီပြန်ကြကနန်းစားထောက်တဲ့နေထဲကတခုသောပြန်ကြကနန်းရဲ့ဒီကျွန်တော်တို့ဒီအောက်ဆောင်ပေါ့နော်ညာဘက်အောက်ဆောင်6ဘွဲသွားလိုက်ပေါ့နော်ဒီဘွဲဒီဘွဲနှစ်ဘွဲသုံးဘွဲလေးဘွဲငါးဘွဲ6ဘွဲသွားလိုက်ရင်လေဒီမှာထွက်တဲ့ပြန်ကြကနန်းရဲ့6ဘွဲမြောက်သွားလိုက်တဲ့ကနန်းကလေသူကပြန်ကြကနန်းဖြစ်နေတာနော်ဒါကျွန်တော်တို့ကံကောင်းရင်တော့နှစ်ဘွဲစက်တိုက်ရမယ်ပေါ့ဗျာတမကောင်းတော့မရဘူးနော်ဒါစနေရကျွန်တော်ခင်းပြတာပေါ့နော်အဲဒုတိယကက်ပေါ့ဒုတိယကက်မှာကျွန်တော်တို့ဒီပြန်ကြကနန်း6တယ် နော်ဥဝင်းမင်္ဂလာပါနော်ပြန်လဲထုတ်တဲ့ပုံကားနဲ့မှာ complete ဆက်ထွက် complete ပြန်ကြသူ့ဘာဝနှစ်ပြိထောက်ပြန်ကြအဲ့လိုနှစ်ပြိထောက်ပြန်ကြလို့နှစ်ပြိ၃ကပြီးတဲ့အောက်မှာလည်းပြန်ကြကဏ္ဍဆော့တယ်နော်ဒါတို့ဒီစနစ်ကပြန်ကြနဲ့ပတ်သက်ပြီးတော်တော်အလုပ်လုပ်တယ်လို့ကျွန်တော်တို့ကယူဆတာပါနော်အဲ့ဆိုရင်အဲ့ဒီပြန်ကြကဏ္ဍထောက်တဲ့ဆက်ထောက်တဲ့နှစ်ထဲမှာပါနော်ဒီကျွန်တော်တို့တကူရောကဏ္ဍပြန်ကြပါဒီတိတိခွန်ကသူကပြန်ကြတယ်အဲ့လိုပြန်ကြရင်အဲ့တိတိခွန်ကရင်တော့မှာဇောင်းဦးနှင်းကလို့6ကျင်းဆင်းလိုက်ပါနော်ညာဘက်ဇောင်းဦးဒီကျင်း2ကျင်း3ကျင်း4ကျင်း5ကျင်း6ကျင်းဆင်းလိုက်တဲ့ဒီကျွန်တော်တို့ခွန်ရှင်းနှစ်ကလည်းပြန်ကြပဲဗျနော် ကိုကိုနိုင်မင်္ဂလာပါနော်အောင်မြင်မင်္ဂလာပါရဲအောင်မူလားမင်္ဂလာပါနော်အဲတုံးကမြောက်ကျွန်တော်တို့ဒီမှာတခုတော့ကနေပြန်ကြသူ့ပုံငါးနဲ့မှာ complete ဆက်တော့အဲ complete ပြန်ကြသူ့ပါဝါနှစ်ပရိတ်ထောက်ပြန်ကြအဲ့လိုပြန်ကြလို့သူအဲ့ဒီထက်မှာသူကနှစ်ပရိတ်သုံးကပြည့်တဲ့အောင်မှာလဲသူကပြန်ကြတာပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီစနစ်ကကျွန်တော်တို့ကပြန်ကြနေပတ်သက်ပြီးတော့မှလှုပ်လှုပ်တယ်လို့ပေါ့နော်ခံရမင်္ဂလာပါနော်ကိုစိုးမင်္ဂလာပါညံမှုတက်ခင်မင်္ဂလာပါနော် ဒီပညာနဲ့ပတ်သက်ပြီးဒီစနစ်ကတော်တော်လုံးလုံးတယ်လို့ကျွန်တော်ယူဆတယ်အဲ့မှာကျွန်တော်တို့ဒီပညာကနန်းစားထောက်တဲ့နေ့ထဲမှာပေါ့နော်ဒီမှာတော့ तू ကတစ်ခါပဲပြန်ကြထားတော့ပေါ့ပြန်ကြတော့ तू ကရင်ဇောင်းတစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ6ပွဲဆင်းလိုက်တဲ့ညာဘက်ဇောင်း9 6ပွဲဆင်းလိုက်တဲ့ဒီ6ထောက်နှစ်ကလည်း तू ကအဲပြန်ကြကနန်းမြေပြဒါပြန်ကြနဲ့ပတ်သက်ပြီးအလုပ်လုပ်တာမဟုတ်လို့ကျွန်တော်တို့ကပြန်ကြသည်အလုပ်လုပ်နိုင်တယ်လို့ရေပူရအဖြစ်ကျွန်တော်တို့ကတုံ့တက်လို့ရတယ်ဗောနော်တန်းစုံမြင်လာပါနော် အကောင်းမြင်သူမင်္ဂလာပါနော် MC လို့မင်္ဂလာပါဗျအကူဆုံးမင်္ဂလာပါနော်အခုလေးကတ်မှာလဲသူကဒီတိုင်းပဲပြန်ကြတဲ့ပတ်သက်ရင်လို့သူကတရားရကနှုံးကစားသွားတာပေါ့နော်ဒီကျွန်တော်တို့တခုတော့ကနန်းပြန်ကြပေါ့ပြန်ကြတဲ့ပုံစံနဲ့မှာခွန်လေးစားထွက်ရင်အဲ့ခွန်လေးကပြန်ကြသူ့ပါနှစ်ပလေးထောက်ပြန်ကြနှစ်ပလေးထောက်ပြန်ကြလို့သူကအဲ့ဒီတိုင်းမှာနှစ်ပလေးသုံးကပြည့်တဲ့အောင်မှာလဲပြန်ကြကနန်းဆော့ခဲ့တာပေါ့နော်ဆော့ဝင်းနိုင်မင်္ဂလာပါနော်စတိုရီဖုန်းမင်္ဂလာပါဗျအဲ့တော့ကျွန်တော်ကဒီစနစ်ကပြန်ကြကနန်းပတ်သက်ပြီးတော့မှာသူကလုံးဝ100%လုံးလုပ်တယ်လို့ကျွန်တော်တို့အဲ ုတ်တယ်ပြညာကနန်းဆိုင်ကျွန်တော်အဲ့ပြပေးပါဆိုတော့ညီကိုကြီးတွေးလို့ပေါ့နော်အဲ့ဒါမလို့ကျွန်တော်တင်ပေးထားပါတယ်နော်တုံညာကူတရားမူခိုင်းထားတယ်နော်ဟုတ်ကဲ့ပါနော်အဲ့မို့ကျွန်တော်တို့ကဒီပြညာကနန်းစားထုတ်တဲ့နေ့ချင်းမှာနော်ပြညာကနန်းဒီနှစ်ခါကစားခဲ့တာနှစ်ခါကစားခဲ့တာဆိုတော့ကျွန်တော်ဒီမှာက638ပြန်ကြတယ်နှစ်၈၆ပြန်ကြပါတော့ဒီ၉၃ရှိရရင်တော့၁ဘွဲ၂ဘွဲ၃ဘွဲ၄ဘွဲ၅ဘွဲ၆ဘွဲစဉ်းစားချက်ဒီနေရာမှာကျွန်တော်တို့ကပြန်ကြကနန်းမှာကစားခဲ့ဘူးเนาะဒီမှာကျွန်တော်တစ်ချက်ကစားသေးတယ်မကစားခဲ့ဘူးเนาะ โอเคအားလုံးမင်္ဂလာပါเนาะကျွန်တော်ဒီမှာပဲစနေလေးကိုပဲကြည့်လိုက်ပါဦးเนาะအဲဆိုကျွန်တော်တို့ကဒီမှာဒုတိယမြောက်ပြင်ကြကနန်းစီ26ပဲရှိတော့တာเนาะ26ပဲရှိတော့အဲဆိုကျွန်တော်တို့က26ဒီပထမကနန်းပြင်ကြရဲ့ဇောင်း6ပွဲမှာသူကပြင်ကြကနန်းမစော့ခဲ့ဘူးအဲဆိုဒုတိယမြောက်ကျွန်တော်တို့က26ဒီမှာပြင်ကြကနန်းဒီတစ်ခွက်ပဲကျန်တော့တယ်အမှုတစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲ၅ပွဲ6ပွဲဆင်းစော့ညာပဲဇောင်း6ပွဲဆင်းလိုက်ဒီပွဲမှာကျွန်တော်တို့ကပြင်ကြကနန်းစော့လို့ရတယ် ဒါတော့ तू อ่ะဒီစနစ်ကပေးမယ်ဆိုရင်နှစ်ပွဲသက်ရအောင်လို့ကျွန်တော်တင်ပြတာပေါ့နော်။သုံးတာမသုံးတာတော့ကိုယ်တမိုင်းပေါ့နော်။ကြက်တဲ့လူကသုံးမှာမကြက်တဲ့လူကမသုံးနဲ့ပေါ့နော်။ဒါကြောင့်ကျွန်တော်ကတော့ဟိုမိခင်တော့နောက်ပွဲကျတော့ကျွန်တော်တို့ကပကောင်းလေးထိုးလို့ရအောင်နော်။ဥဆိုးဝင်းမင်္ဂလာပေါ့နော်။နိုင်ပင်းမင်္ဂလာပေါ့နော်။ဥဆိုးဝင်းမင်္ဂလာပေါ့နော်။ ဒါဆိုဒီကောင်ကဒီစနစ်ကပြင်ကြကနေနဲ့ပတ်သက်ပြီးတို့တို့အလုပ်လုပ်တယ်ပေါ့နော်ကျွန်တော်ဒီ6ခွနေ့ကပြင်ကြတာပေါ့နော်ပြင်ကြတဲ့ပုံကနေ့မှလည်း complete ဆက်ထွက်ရင်အဲ့ complete ကလည်းပြင်ကြတယ်အဲ့ဒီနှစ်ပလေးထောက်ပြီးပြင်ကြတော့နှစ်ပလေး၃ခါပြည့်အောင်မှလည်းပြင်ကြတယ်အဲ့မို့ကျွန်တော်တို့ဒီပြင်ကြကနေဆက်ထွက်တဲ့နေ့ထဲကအဲ့တခုသောပြင်ကြကနေနံပါတ်၄၃၁အဲ့တခုသောပြင်ကြကနေကနေဇောင်းတပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ၆ပွဲမြောက်ဆင်းလိုက်ရင်ကျွန်တော်တို့ကဒီမှာထွက်တဲ့ကနန်းဒီပြင်ကြကနန်းမယ်ကြည့်ရတင်ပေးထားပြီဒီပထမလိုက်မှာသွားကြည့်လိုက်လေ လိုက်ထဲကိုဝင်ကြည့်လိုက်ဒီကီးကတင်ပေးထားပြီလေနော်ဒုတိယမြောက်ကျွန်တော်တို့ဒီမှာ140ပြန်ကြပြန်ကြရပုံ9နှစ်မှာ complete ဆက်အတွက် complete ပြန်ကြသူ့ပါဝင်နှစ်ပလေးထောက်ပြန်ကြနော်ပြန်ကြတော့အဲ့ဒီထဲမှာနှစ်ပလေး၃ခါပြီးတော့မှလဲသူကပြန်ကြကနေဆော့တာပြန်ကြတဲ့ပတ်သက်ရင်တော့ဒီစနစ်ကလုံးဝ100%ကစားခဲ့တာအဲ့မှကျွန်တော်တို့ကဒီပြန်ကြကနေထောက်တဲ့နှစ်ထဲမှာဒီတစ်ခုသောပြန်ကြကနေဒီတိတိခုံတိတိခုံဝင်တော့မှာဇောင်းတစ်ပွဲ၃ပွဲ၄ပွဲ၅ပွဲ၆ပွဲမြောက်ဆင်းလိုက်တဲ့ဒီကနန်းဟာလေသူကလည်းပြန်ကြကနေမြေနော် ပညာကနန်းထောက်ပြီးပညာကနန်းဆော့ခဲ့လို့ဒီပညာကနန်းရဲ့ခေါင်း၆ပွဲမှာလေသူကပညာကနန်းဆော့နိုင်ချေများတယ်နော်ဒါတဘာဝကြတယ်ပေါ့ဗျာဒါကြိုက်မှလည်းသုံးပါနော်အပိုင်ဆိုတော့ဘာမှမရှိပါဘူးဒီမှာကျွန်တော်ဒီ၆လေးခုပြန်ကြတယ်သူ့ပုံကနေမှ complete စထွက်တယ်နော်စထွက်ရင် complete ပြန်ကြသူ့ပုံသူ့ပုံကနှစ်ပလေးထောက်ပြန်ကြအာ YouTube ထဲမှာဒီကျွန်တော် channel ကိုထောက်ပြီးဝင်ကြည့်လိုက်လေ like ဆိုတဲ့ထဲမှာဝင်ကြည့်လိုက်အဲ့ဒီမှာကျွန်တော်ကဒီနှစ်ပလေးထောက်ပြန်ကြလို့နှစ်ပလေး၃ကပြည့်တဲ့အောက်မှာလေသူကအဲနှစ်ပလေး၃ကပြည့်တဲ့အောက်မှာလေသူကပြန်ကြတာပဲနော် အဲအဲ့မှာကျွန်တော်တို့ကပြန်ကြရဆိုတော့ဒီကောင်ကပြန်ကြကနန်းနဲ့ပတ်သက်ပြီးတော့တော်တော်လုံးလုံးတယ်လို့ယူဆလို့ရတယ်နော်အဲ့မှာကျွန်တော်တို့ကဒီနေ့ထဲကပြန်ကြကနန်းဒီတခွဲတည်းရှိရတခွဲတည်းရှိတာသူကဇောင်း6ပွဲဆင်းလိုက်ပါနော်တပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲဆင်းလိုက်တဲ့ဒီ66နှစ်ကလည်းသူကပြန်ကြကနန်းဖြစ်နေတာနော်ဒါတပည့်ပြန်ကြကနန်းနဲ့ပတ်သက်ရင်လုံးဝဟန်ကျွတ်ပါဆန်လုံးလုံးတယ်လို့ဒီကောင်ကယူဆလို့ရတယ်ဒီမှာအကူဆုံးချစ်ပြန်ကြသူ့ဘောင်ကနေမှာ complete set တွေပြန်ကြသူ့ဘောင်နှစ်ပိတ်ထောက်ပြန်ကြအဲ့ဒါမှသူကနှစ်ပိတ်3ကပြည့်တဲ့အောက်မှာလည်းသူကပြန်ကြတယ်ပြန်ကြတော့ကျွန်တော်တို့က ဒီစနစ်ကပြန်ကြမ်းနဲ့ပတ်သက်ပြီးလုံးဝအလုပ်လုပ်တယ်အဲ့မို့ကျွန်တော်ပြန်ကြမ်းကနန်းထောက်ခဲ့တဲ့နေ့ထဲမှာပြန်ကြမ်းကနန်းဒီကျွန်တော်တို့က938ပြန်ကြတယ်986ပြန်ကြတယ်ပထမ938ပြန်ကြရင်တော့ဒီဘွဲနှစ်ဘွဲ၃ဘွဲ၄ဘွဲ၅ဘွဲ၆ဘွဲဆင်းလိုက်တဲ့ဒီဘွဲမှာပြန်ကြမ်းကနန်းမကစားခဲ့ဘူးအဲ့မို့လို့ကျွန်တော်ဒုတိယမြောက်ဒီဒီတစ်ခွက်ပဲရှိတော့တာ986ပြန်ကြပဲရှိတော့အာမို့986ကနေဇောင်းတပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲခြောက်ပွဲဆင်းလိုက်တဲ့အခုပွဲမှာကျွန်တော်တို့ကပြန်ကြကနန်းကစားလို့ရတယ်ဒါပြန်ကြနဲ့ပတ်သက်ရင်ဒီကောင်ကလေးကက်ကလုံးဝအလုပ်လုပ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီနေ့ထက်ပြန်ကြကနန်းကရင်တော့မှဇောင်းခြောက်ပွဲဆင်းလိုက်တဲ့ကနန်းတွေကလည်းပြန်ကြကနန်းကြီးစော့နေတယ်နော် ပြန်ကြကနန်းကြီးစော့နေတယ်သူစနစ်ကတော့တဘာဝတော့ကြာတယ်ပေါ့နော်တဘာဝကြာတယ်ဒါပြန်ကြတဲ့ပတ်သက်ရင်လုံးဝအလိုလိုခဲတဲ့ site ဖြစ်တာဖြစ်တဲ့အတွက်ဆိုင်နဲ့တက်တဲ့သူတွေတုံးလို့ရအောင်အဲဒီစနစ်နဲ့ပဲကျွန်တော်တို့နောက်ပွဲမှာ633ကအောမှာဖြစ်တယ်နော်633ကအောမှာဖြစ်တယ်အမှုဒီပွဲမှာဒီပြန်ကြလေးနဲ့အဲပြန်ကြလေးနဲ့ကျွန်တော်တို့အရန်လေးရခဲ့မယ်ဆိုရင်နောက်ပွဲမှာကျွန်တော်တို့ကအဲစိတ်ကြိုက်ဖိအားကြီးကြီးနဲ့စော်လို့ရတာပေါ့ဗျာနော်ဒါဆင်ရိုက်စနစ်ဆိုအဲ့လိုမျိုးပေါ့ဒါတော့ဆင်ရိုက်စနစ်မဟုတ်ဘူးနော်သူစနစ်ကဒါတခုရင်းကွဲလာတာပေါ့ ဟုတ်ပြီဒါကျွန်တော်တို့ကရေပူရအဖြစ်တော့နော်ကျွန်တော်တို့ပညာကနေပုံကနေမှာ complete စထွက်တယ်နော်အစထွက်တဲ့ complete ကလည်းပြန်ကြရတယ်ဥပါပါနှစ်ပြည့်ရဲ့အဲ၅နှစ်မှာပြန်ကြရတယ်နှစ်ပြည့်ထောက်ပြီးပြန်ကြရမှာမဟုတ်အဲ့ဒီတည်းမှာနှစ်ပြည့်၃ခါပြည့်အောင်မှလည်းပြန်ကြရတယ်နော်ဒါပြန်ကြထောက်ပြီးကစားခဲ့တာနော်ပြန်ကြတယ်ကစားခဲ့တာအဲ့ဒါမှမဟုတ်ကျွန်တော်အဲ့ဒီထဲကတခုကျောပညာကနေဇောင်းညာဘက်ဇောင်း6ပွဲဆင်းလိုက်နှစ်ပွဲ၄ပွဲ6ပွဲဆင်းလိုက်ရင်ရှိရတဲ့၃ညာ6ခါလည်းပြန်ကြပဲနော်ဒီမှာကျွန်တော်တို့ ရှိသေးတယ်ပြန်ကြသူ့ပေါ်ငါးနှစ်မှာ complete ဆက်တော့ complete ပြန်ကြသူ့ပေါ်နှစ်ပြိတ်ရဲ့ပေါ်ငါးနှစ်မှာပြန်ကြနော်အဲ့နှစ်ပြိတ်ထောက်ပြီးပြန်ကြတာမဟုတ်လို့နှစ်ပြိတ်သုံးခါပြီးတဲ့အောက်မှာလည်းပြန်ကြတယ်အဲ့မဟုတ်ဒီကပြန်ကြကနန်းကလုံးဝလုံးလုံးခဲ့တာဖြစ်တဲ့အတွက်မူရင်းထောက်ခဲ့တဲ့ပြန်ကြကနန်းနှစ်ထဲကပြန်တိတိခုံပြန်ကြရင်တော့မှာဇောင်း6ပွဲကြီးလား2ပွဲ4ပွဲ6ပွဲ6ပွဲကြီးတဲ့ဒီကနန်းကလည်းပြန်ကြပဲနော်ဒီမှာ6လေးခုံပြန်ကြသူ့ပေါ်ငါးနှစ်မှာ complete ဆက်တော့ complete ပြန်ကြသူ့ပေါ်နှစ်ပြိတ်ထောက်ပြန်ကြနှစ်ပြိတ်ထောက်ပြန်ကြလို့နှစ်ပြိတ်သုံးခါပြီးတဲ့အောက်မှာလည်းပြန်ကြအဲ့ဒါမဟုတ်လို့ကျွန်တော်တို့ကဒီမူရင်းထောက်ခဲ့တဲ့ပြန်ကြကနန်းနှစ်ထဲက တင်ကြခနဲဒီမှာကတကွက်တည်းကြာထားတာအဲ့ဒီကွက်တည်းကြာထားရအောင်တော့ဆောင်းညာဘက်ဆောင်း6ကွက်6ကြိမ်ကြီးလိုက်ပေါ့နော်ဒီချိန်ဒီချိန်3ချိန်4ချိန်5ချိန်ကြီးလိုက်တယ်6-6နှစ်ကလည်းတင်ကြခနဲမေးအတင်ကြခနဲနဲ့လှုပ်လှုပ်ခဲ့အောင်ဖြစ်တဲ့အတွက်ကျွန်တော်တင်ပေးတာနော်ဆက်ပြီးရမယ်မပြီးမရဘူးဒီမှာကျွန်တော်တင်ကြခနဲပုံကနေမှာခွန်ပလေးလေးစားထွက်ခဲ့တယ်လီကတ်မြောက်မှာစားထွက်တဲ့ခွန်ပလေးကလည်းပြန်ကြခဲ့တယ်ဥပါဝါနှစ်ပလေးထောက်ပြန်ကြခဲ့တယ်အဲ့ဒါမှနှစ်ပလေးထောက်ပြန်ကြလို့နှစ်ပလေး3ကပြည့်တဲ့အောက်မှာသူကပြန်ကြခဲ့တယ်။ဒါပြန်ကြနဲ့ပတ်သက်ပြီးလုံးဝလှုပ်လှုပ်ခဲ့တဲ့စအဲ့ဒါမျိုးကျွန်တော်ကမူကြီးထောက်ခဲ့တဲ့ပြန်ကြကနန်းဒီပြန်ကြကနန်းနှစ်ထဲမှာပြန်ကြကနန်းကွက်ရှိတာ သူ့နှစ်ပွဲလေးပွဲ၆ပွဲပထမပြန်ကြမှာသူကလုံးဝပြန်ကြမဆော့ခဲ့ဘူးအဲ့မှဒုတိယမြောက်ဒီမှာတစ်ချက်ပဲကြံတော့တယ်သူဆော့မယ်ဆိုရင်နှစ်ပွဲလေးပွဲ၆ပွဲအခုကျွန်တော်တို့၁၈ချိန်မှာပြန်ကြကနန်းအထောက်ရှိရတော့ဒီမှာပြန်ကြကနန်းလုံးဝဆော့လို့ရတယ်နော်ဆော့တင်တယ်ပေါ့နော်မကြိုက်တော့အရန်ဆော့တင်တယ်ဟုတ်ပြီဒါကျွန်တော်တို့ကပြန်ကြကနန်းရသွားပြီပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဗာကနန်းနေဗာကနန်းနေလုံးမလဲဆိုတော့အဲစဉ်းစားကြည့်တာပေါ့ဒီမှာကျွန်တော်တို့အပူထဲမှာ900ကြိုက်တယ်ပဒေသာထဲမှာ600ကြိုက်တယ်နော်ဒီနှစ်ကွက်3900လဲထိတယ် ကျွန်တော်900ကလည်းနှလုံးပေါင်းက35ခွန်လေနှလုံးပေါင်းက35ခွန်အဲ main key ကဒါ main key နော် main key က6ခွန်890 main key ကလည်း6ခွန်890ကိုက်တယ် brake ကလည်းကျွန်တော်တို့က6ခွန်932နော်အဲ့မှာဒီကောင်ကခွန် brake နှလုံးပေါင်း35ခွန်ဆိုနှလုံးပေါင်းခွန်ကိုက်တယ် brake ခွန်ဆိုရင် brake ခွန်လည်း brake ခွန်ကိုက်တယ်နော်ဒီမှာ main key 6890လဲကြိုက်တယ်နော်6890လဲကြိုက်တယ်ဒီကောင်လဲကြိုက်တယ်နှလုံးပေါင်း3000ခုထိရယ်နော် ဒီကောင်လေးကြတော့ main key လွတ်တယ်ဒီကောင်က3ခါခွန်လွတ်တယ်နော်ဒီကောင်လည်း main key လွတ်တယ်ဒီကောင်ကဒီကောင်တစ်ချက်ကြံသေးတယ်နော်ဒီကောင်ကဒီကောင်လည်း3ခါခွန်ကိုက်တယ်နော်နှလုံးပေါင်း3ခါခွန်ကိုက်တယ် main key လည်းကိုက်တယ် brake လည်းကိုက်တယ်နော်ဒီအပေါ်ကကောင်နေတော့မကိုက်ဘူးဒီ3ခွက်တော့ကိုက်တာမြင်ရတယ်နော်အဲ့ဒီမှာကျွန်တော် brake 5လုံးနဲ့ရွေးပေးလိုက်တာနော် brake 5လုံးနဲ့ရွေးပေးလိုက်တာဒီထဲမှာအဲ့ဒီမှာဒီ3ခွက်ကိုကျွန်တော်ကြိုက်တယ်ဒါမှမဟုတ်တခြားကိုကြိုက်တဲ့ခဏရှိရင်ထိုးပြန်ကြတဲ့ကိုကြိုက်တဲ့ခဏရှိရင်ထိုးပေါ့နော် ခွန်ပိတ်နဲ့ပြင်ကြကြရင်ခွန်ပိတ်နဲ့ပြင်ကြကြရင်တော့ကျွန်တော်တုံညတုံညခွန်ပေါ့ဘာဆော့တင်နေလဲသူကပြင်ကြနဲ့ပတ်သက်ပြီးတော့လုံးဝလိုလုခဲ့တာနော်သူကလုံးဝအတိအကျကိုလုခဲ့တာအဲ့ဒါမှမဟုတ်ကျွန်တော်အဲ့ဒီထက်ပြင်ကြကနန်းရရင်ညာဘက်ဆောင်6ကြိမ်ဆင်းလိုက်ရင်ဒီမှာပြင်ကြကနန်းနေစော့နေတာနော်ပြင်ကြကနန်းနေစော့ခဲ့အဲ့ဒါမှဆော့တင်နေသူကတော့သူစနစ်ကတော့ကျွန်တော်ယူယူဆရတယ်အများကြီးပဲဗျအဲ့ဒါမှကျွန်တော်မယူဆခြင်းတော့ဘောနော်ဒီမှာသူကဒီ complete ပြန်ကြရင်တော့ထိတ်စီးတွေနောက်ပိတ်ဝင်ထားတဲ့ခဏန်းလားနော်ဒီမှာလည်းဒီကောင်ကထိတ်စီးတွေနောက်ပိတ်ဝင်ထားတဲ့ခဏန်းလား ထိတ်သီးဒီနောက်ပိတ်ဝင်ထားတဲ့ကနန်းလားနော်ထိတ်သီးဒီနောက်ပိတ်ဝင်ထားတယ်ဆိုရင်တော့တုံးခုံခုံတစ်ခွက်ပဲရှိတယ်နော်ရှိကိုးလေးတက်ကြတယ်တုံးခုံခုံတစ်ခွက်ပဲရှိတာအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်ကပြန်ကြတော့ဒီသုံးလုံးကိုရှစ်ထည့်မှာလားဒီသုံးလုံးကိုရှစ်ထည့်မှာလားဒီသုံးလုံးကိုလည်းကျွန်တော်တို့ပြောဝဲဒီသုံးလုံးကိုလည်းဟုတ်ပါဒီသုံးလုံးကိုရှစ်ထည့်တဲ့ကနန်းလားပေါ့နော်ဒီသုံးလုံးကိုလည်းရှစ်ရှစ်ကပြတော့ရှစ်ကျွန်တော်900ရွေးပေးထားတာဆိုတော့ ဟာမင်းကြီးကတော့ကျွန်တော်ကလက်ဆွဲတော့ဗျာနော်လက်ဆွဲတော့ဘာလို့ဆိုကျွန်တော်တို့ဒီမှာကတကယ်တကယ်သုံးကလေး၅ကက်6ကက်အာဒီမှာအဲ6ကက်ကအဲဒီမှာကကျွန်တော်ဒီ၅ဒီ၅နောက်ဘိတ်ကသူကသူ့ဆောင်မှာ၅ဘိတ်လို့စဝင်တာပေါ့နော်ငါနောက်ဘက်ကသူ့ဆောင်မှာသူကငါပရိလို့စဝင်တာ ਨੇ အဲ့ငါအဲ့ငါနောက်ဘက်ရဲ့ရည်ရည်ကဒီ6 2 6ကတော့တနေ့ထဲမှာနှစ်ခါထွက်ရတဲ့ကဏ္ဍဖြစ်ရတာနော်တနေ့ရပြန်ကြကဏ္ဍဖြစ်ရတာပေါ့နော် ထမကဒုတိယကတ်မှာသူကဒီမှာခုနောက်ပိတ်ဒီခွန်ပရိတ်လိုစဝင်တာ ਨੇ အဲခုနောက်ပိတ်ရေရင်ရံ3တုံညခွန်ကအဲတနေ့ထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရတာနော်နှစ်ကတ်3ကတ်မြောက်မှာသူက3ကတ်မြောက်မှာဒီမှာခုနောက်ပိတ်ဒီခွန်ပရိတ်လိုဒီမှာစဖြစ်တာစဖြစ်တာ ਨੇ အဲခုနောက်ပိတ်ရေရင်ရံဒီကဏ္ဍကတနေ့ထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်ရတာနော်4ကတ်မြောက်နေနေကျွန်တော်တို့4ကတ်မြောက်နေနေအဲ6နောက်ပိတ်ဒီ6ပရိတ်လိုဒီမှာစဖြစ်တာနော်စဖြစ်တာ ਨੇ သူကသူ့ရဲ့6နောက်ပိတ်ရေရင်ရံ9တုံညခွန်ကအဲ့ဒီထဲမှာနှစ်ခါထွက်တဲ့ကဏ္ဍဖြစ်တာနော် ငါကံမြောက်နေတဲ့သူဒီတိုင်းပဲငါကံမြောက်နေနေငါကံမြောက်နေနေငါကံမြောက်နေဒီမှာနှစ်နောက်ပဲဒီနှစ်ပတိတ်လို့ဒီမှာစဖြစ်တာနော်စဖြစ်တာဆိုတော့ကျွန်တော်သူ့ရဲ့ရင်ဆိုင်ကဒီမှာကျွန်တော်6ချောင်းနှစ်ကအနည်းထက်မှာနှစ်ခါထွက်တဲ့ကံဖြစ်နေတာနော်အခုဒီမှာကျွန်တော်၃နောက်ပဲဒီ၃ပတိတ်လို့ဒီမှာစဖြစ်တာအဲ့ဒါမို့၃၃နောက်ပဲရင်ဆိုင်ကဂရီ900ဆိုတဲ့ကံကတနည်းထက်မှာနှစ်ခါထွက်ဖို့ရှိတယ်နော်တနည်းထက်မှာနှစ်ခါထွက်ဖို့ရှိအဲ့ဒါမို့ကျွန်တော်900ရွေးပေးထားတာ ော်နှလုံးပေါင်းနဲ့ကြိုက်တယ်မင်းကြီးလည်းကြိုက်တယ်ဗလီလည်းကြိုက်တယ်ဆိုဘာလို့ကျွန်တော်ဒီဘွဲမှာကွန်ပလိတ်နဲ့အိုးတာဖြစ်တဲ့အတွက်နှလုံးပေါင်းနဲ့ကြိုက်တယ်မင်းကြီးလည်းကြိုက်တယ်ဒီဒီကနန်းတစ်ခွက်ကိုကျွန်တော်ရွေးပြလိုက်တာနော်ရွေးပြလိုက်တာဒါမှကိုကြိုက်တာရှိရင်ကိုအောင်ကစားပါနော်ဟိုကနှစ်တလုံးရတယ်ဆိုနှစ်တလုံးနဲ့ကစားဘာလို့ပြန်ကြတော့ထဲဆော့တင်တယ်ဒီကောင်ကပြန်ကြနဲ့ပတ်သက်ပြီးတော့လုံကလှုပ်လှုပ်ခဲ့တယ်နော်လှုပ်လှုပ်ခဲ့တာဖြစ်တဲ့အတွက်သူကအဲ့ဒီနေ့ပြန်ကြကနန်းထောက်ပြီးတော့ပဲပြန်ကြကနန်းကိုကစားမှာနော်ပထမကက်မှလည်းကစားတယ်ဒုတိယကက်မှလည်းကစားတယ်တတိယကက်မှလည်းကစားတယ်စတုတ္ထကက်ကောမကစားနိုင်ဘူးလားစတုတ္ထကက်မှလည်းသူရှိမှသူကပြန်ကြထောက်ပြီးလုံကအတိအကျကစားခဲ့တယ်ပြီးရင်သူကနှစ်ပြည့်သုံးချက်ပြည့်တဲ့အောက်မှလည်းကစားခဲ့တယ်အဲ့မို့ ဒီနေ့ထဲကပြညာကနန်းဒီဒီတစ်ခွက်ပဲရှိတော့တာအဲ့မို့သူ့ရဲ့ဇောင်း6ကျောင်းဆင်းလိုက်ဒီပွဲပဲဒီစနစ်ကပြန်ကြတဲ့ပတ်သက်ရင်လုံးဝအလုပ်လုပ်တယ်လို့ကျွန်တော်တို့ကယူဆတာဖြစ်တဲ့အတွက်နော်ဒါမျက်မြင်မယ်နော်ပြန်ကြတဲ့ပတ်သက်ပြီးလုံးဝအတိအကျကြာကစားခဲ့တာဖြစ်တဲ့အတွက်ဒီပြညာကနန်းရဲ့ဇောင်း6ကျောင်းဆင်းတဲ့ဒီကနန်းကလည်းပြညာကနန်းကစားနိုင်တယ်ဒီပွဲမှာဒီပွဲမှာပြန်ကြဖို့အရန်ရလို့ရှိရင်ကျွန်တော်တို့ကနောက်ပွဲမှာ6ဒုညသုံးကိုရှယ်ပြင်းလို့ရတယ်နော်ဒါအရင်ကြီးရအောင်ထိုးကျင်တယ်ထိုးပေါ့နော်ကျွန်တော်ကတော့ယူထားတာဒီလိုမျိုးယူထားတာပဲနော်အဲဒီလိုမျိုးယူထားတာသူကဒီပြညာကနန်းရဲ့ညာဘက်ဇောင်း6ကျောင်းမှာသူပြညာကနန်းဆော့တော့မယ်ဆိုရင် နော်သူနှစ်ဦးမှသူကကိုးနောက်ပိတ်တယ်လားကိုးနောက်ပိတ်ကိုသူကဗရင်ငါနဲ့တည်တာဗောနော်ကိုးနောက်ပိတ်ကိုဗရင်ငါနဲ့တည်တယ်အဲကိုးနောက်ပိတ်ကိုဗရင်ငါနဲ့တည်လို့အဲ့ဒီအဲ့ဒီပညာကဏ္ဍရဲ့ညာဘက်တောင်း၆ချိန်မှာပညာကဏ္ဍဆော့ရမယ်ဆိုရင်သူကဒီပလေးသုံးခုက၈တုံညခုံဆိုတော့မှလဲဒီကိုးနောက်ပိတ်ဗရင်ငါကြောင့်ဒီပညာကဏ္ဍရဲ့ညာဘက်တောင်း၆ချိန်မှာပညာကဏ္ဍဆော့ရမယ်ဆိုရင်ဒီပလေးသုံးခုကိုလဲသူကငါလို့ထည့်တာ၈တုံညခုံလို့ငါလို့ထည့်ပြီးတော့မှပညာကဏ္ဍဆော့နေတာနော်အခုဒီမှာကျွန်တော်တို့ဒီပညာကဏ္ဍညာဘက်ဆောင်6ချိန်မှာသူပညာကဏ္ဍဆော့ရမယ်ဆိုရင်နော်ပညာကဏ္ဍဆော့တာ ဆိုလို့ရှိရင်တို့ကဒီနှစ်ဦးမှဒီကိုးနောက်ပိတ်နဲ့ပရိငါပဲအဲကိုးနောက်ပိတ်ပရိငါကြောင့်တို့ကဒီပညာကနန်းဒီပညာကနန်းရဲ့ညာဘက်ဆောင်၆ချင်ပညာကနန်းဆော့ရမယ်ဆိုရင်ဒီပရိ၃ခုကိုနှစ်ပရိရဲ့၆ပရိရဲ့ခွန်ပရိရဲ့နှစ်၆ခွန်ဆိုပရိ၃ခုကို၅လို့ထည့်ပြီးတော့ပါလေဒီပညာကနန်းဆော့နေတာနော်ဒီမှာပရိ၃ခု၅ထည့်လိုက်ခွန်ပရိရတယ်အဲခွန်ပရိဒီသူ့ပေါ်မှာထုတ်ပြီးတဲ့ကနန်းတကွက်နော်ဒီနှစ်ဦးပရိငါကြောင့်ဒီမှာလည်းနှစ်ဦးပရိငါကြောင့်တို့ကဒီမှာပရိ၃ခုကို၅လို့ထည့်ပြီးခွန်ပရိရတယ်အဲခွန်ပရိဒီသူ့ပေါ်ပညာကနန်းဖြစ်နေတာနော် တတိယကတ်မှာလည်းသူကဒီတိုင်းပဲကိုနောက်ပိနဲ့ပရိငါပဲကိုနောက်ပိပရိငါဆိုကျွန်တော်ဒီပြန်ကြကနန်းရိုက်နော်ညာဘက်ဆောင်6ချင်ချင်းနဲ့ဒီကနန်းကဒီမှာပြန်ကြတော့မယ်ဆိုရင်သူကဒီမှာဗရိတ်3ညဗရိတ်1ဗရိတ်လေး3ညတက်လေးဆိုပြီးတော့မှနှူးဗရိတ်5ကြောင့်ဗရိတ်3 5လို့ဖြစ်ပြီး4ဗရိတ်ရ4ဗရိတ်ကသူ့ပေါ်ပြန်ကြကနန်းနော်အဲ့ဒါဆိုဒီမှာကကျွန်တော်တို့ကကိုနောက်ပိကိုဗရိတ်5မဟုတ်တော့ဘူးနော်ကိုနောက်ပိကိုဗရိတ်5မဟုတ်တော့ဗရိတ်3ကြီးဖြစ်လာပြီအဲ့မှကျွန်တော်ကဒီပြန်ကြကနန်းရဲ့ညာဘက်ဆောင်6ချင်မှာထွက်မဲ့ကနန်းဒီပြန်ကြကနန်းဒီဒီဗရိတ်3ခုပေါင်းခြင်းကိုကျွန်တော်တို့က ုံးမယ်ဆိုရင်တော့၄ခွန်ရှိတဲ့တော့ကျွန်တော်ဒီမှာနှစ်ပြိတ်ဝင်ရမှာနော်နှစ်ပြိတ်ဝင်ရမှာဥမာ၄၄၆ရှိမယ်၃တုံညာ၉ရှိမယ်နော်အဲ့မှာဥနာကျွန်တော်ဝိုင်းပြပေးခဲ့တယ်နှလုံးပေါင်းလည်းထိရယ်အဲဒီ main key လည်းထိရယ်အဲဒီတကွက်သူ့စနစ်ကတော့ဒီတကွက်ကိုပေးနေတာနော်ကျွန်တော်ကြိုက်တာတော့ဒီဒီနှစ်ကွက်ကိုကြိုက်တယ်သူ့စနစ်ကတော့ဒီကောင်ပေးတာနော်ဘာတူအကူနောက်ပိတ်၄ချက်တည်တယ်လीပရင်ငါပရင်ငါပထမတုံးကက်မှာတော့ပရင်ငါ၃ချက်ဒုတိယကက်မှာပရင်၃ဖြစ်သွားတာပေါ့နော်ပရင်၃ဖြစ်သွားတာအဲ့မှာဒီမှာပြန်ကြားတဲ့အချိန်မှာပရင်၃ခု၅ပြန်ကြားတဲ့အချိန်မှာပရင်၃ခု၅ပြန်ကြားတဲ့အချိန်မှာပရင်၃ခု၅ ဒီမှာဗရိတ်၃ခုငါလို့မယူလို့မရတော့ဘူးလေမရတော့ဆိုတာနှစ်ခုမှဗရိတ်ငါမဟုတ်တော့ဘူးကိုနောက်ပြီတော့ဟုတ်တယ်ဗရိတ်၄ဖြစ်ဗရိတ်၃ဖြစ်သွားပြီအဲ့ဒါမှမဟုတ်ကျွန်တော်ကဗရိတ်၃ခု၃မယ်ဆိုရင်တော့လေးခုနှစ်ပေါ့ဗျာလေးခုနှစ်ပြိတ်ဝင်ရမှာပေါ့နှစ်ပြိတ်ဆိုနှစ်ကွက်ပဲရှိရ၃၃ည9နဲ့2 4 6နော်ဒီနှစ်ကွက်ပဲရှိရအဲ့ဒီမှာကျွန်တော်ကနှလုံးမောင်းကြိုက်တာကြီးနှလုံးမောင်း၃ငါးခုကြိုက်တာကြီးဒီကောင်ကြိုက်တယ်နော်မင်းကြီးလည်းကြိုက်တယ်နော်ဗရိတ်လည်းကြိုက်တယ်ဆိုတော့ဒီ၃ညညကွက်တစ်ကွက်နော်ဒီ၃ကွက်ပေါ့ဗျာကျွန်တော်ကြိုက်တာဒီ၃ကွက်ပေါ့အဲ့၃ကွက်ကိုကိုကကိုထိုးနိုင်ရန်လေးထိုးလိုက်ပေါ့နော်ထိုးနိုင်ရန်လေးထိုးလိုက်ပေါ့ဒါမှမဟုတ်တခြားကြိုက်ကြကိုပြင်ကြကနန်းရှိရဆိုရင် ပြန်ကနန်းမီးထားတဲ့ညီကိုတွေတော့ကျွန်တော်ဒီပွဲမှာပြန်ကြဆော့လို့ရပါတယ်လို့ထုတ်တင်ပါတယ်လို့နော်အပိုင်းဆိုတော့မရှိဘူးပေါ့ဗျာဆော့တင်တဲ့သူစနစ်ကဒီမှာဒီလောက်လုတ်လုတ်ခဲ့တာပဲနော်ကွန်ပလိတ်တွေဆိုရင်လုံးဝဒါအတိအကျတွေပြန်ကြခဲ့ဒီပြန်ကနန်းထောက်ပြီးကစားခဲ့တာပြန်ကနန်းထောက်ပြီးကစားတဲ့ကနန်းကလည်းပြန်ကြကနန်းမယ်အမှုအဲ့ဒီတည်းပြန်ကြကနန်းရဲ့ညာဘက်ဆောင်ချောင်းချင်းရှင်းလိုက်တဲ့ကနန်းကလည်းပြန်ကြကနန်းကစားဖို့အားကောင်းနေနော်အမှုလို့ကျွန်တော်တို့ကကိုပိုင်ကြီးလေးတတုံတုံညာကိုကိုပိုင်လင်းရံဒီလိုဒီလိုကိုခွန်ခွန်ကိုခွန်ခွန်ကဗရိတ်မကိုက်ဘူးဗျနော်နှလုံးမောင်းလည်းမကိုက်ဘူး သူကသူ့စနစ်ကတော့နှစ်ပြိတ်ပေးနေဟာနှစ်ပြိတ်နဲ့နှစ်ပြိတ်ဆိုနှစ်ကွက်ပဲရှိတယ်အဲ့မှာကိုးပန်ကြိုက်တဲ့ညီကိုတွေရောဒီကောင်ကတော့မင်းကြီးလည်းကြိုက်တယ်နှလုံးပေါင်းလည်းကြိုက်တယ်ဗရိတ်လည်းကြိုက်တယ်အကုန်ကြိုက်တယ်စနစ်ကိုတရှာကြည့်လိုက်နော်သူတနေ့ပတ်သက်ရင်လုံးဝ100%လောက်ခဲ့တယ်ပညာကနေထောက်တယ်ပညာကနေထောက်ပြီးတော့မှ complete ကစားတယ် complete ကလည်းပြန်ကြပဲသူ့ဘာကနှစ်ပြိတ်လို့ထောက်ပြီးပြန်ကြတယ်နှစ်ပြိတ်ထောက်လို့နှစ်ပြိတ်သုံးချက်ပြည့်တဲ့အောင်မှလည်းသူကပြန်ကြတာပဲအမှုအဲ့ဒီပညာကနေထောက်တဲ့နေ့ထဲကဒီပညာကနေရဲ့ညာဘက်ဆောင်၆ချက်မှရှိတဲ့ကနေကလည်းပြန်ကြကနေမင်း ခွန်ခွန်ကိုပြန်ကြမယ်လို့ကျွန်တော်ပြောခွန်ခွန်ကိုပြန်ကြမယ်ဆိုတာကျွန်တော်ဟိုကလေနှလုံးပေါင်း6ပါးတဲ့ကနန်းပေါ့နှလုံးပေါင်း6ပါးတဲ့ကနန်းကသူက10နှစ်မြောက်လीနော်10နှစ်မြောက်သူကသူကနှလုံးပေါင်း6ပါးတဲ့ကနန်းပြန်ကြအဲခွန်ခွန်ကိုထဲမှာသူကတကွက်တည်းတိတ်တတ်မဟုတ်ဘူးပေါ့နော်ဒီကောင်ရှိမယ်နှလုံးပေါင်း6ပါးလား3 6 6ရှိမယ်2 6ရှိမယ်3 2ရှိမယ်နော်သူကပြန်ကြရင်ပတ်တန်ရင်လုံးဝသူကအလိုလိုခဲ့တာဗျာနော်အလိုလိုခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအင်းဒီဘွဲမှာပြန်ကြရထဲဆိုးရမှာမကြိုက်လိုက်ရန်တော့ဆိုးရမှာနော်